လှပတဲ့ချင်းပြည်ရဲ့ယူဆိုင်တဲ့တောင်တန်းဒေသများမှာလျှို့ဝှက်ဆန်းကျင်မှုနဲ့တဘာဝအလှတရားတို့ဖြင့်ပြည့်နှက်နေတဲ့ဒေသတခုရှိပါတယ်။သမိုင်းနဲ့ရှေးပုံမြင်တို့ရောရှက်နေတဲ့ဒီဒေသဟာတန်ရှင်းသောရေကန်နောင်ဘဝသို့သွားရလန်းလူတို့ရဲ့နှလုံးသားကဲ့သို့ ပုံပေါ်နေသော Redeal ရေကန်ဟုခေါ်ဝေါ်ကြပါတယ်။နောက်ပြီး Redeal ရေကန်ရဲ့အဆွန်အဖျားမှာရှိတဲ့ recorder မျိုးလေးဟာသမိုင်းရဲ့လှပတဲ့

အုပ်ဆိုးသူများသူတို့ကိုထိန်းချုပ်လိုသောအင်အားစုများမှ ကာကွယ်ရန်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ခေတ်သစ်ကာလမှာတော့စစ်ကောင်စီဟူသော အကြမ်းဖက်အဖွဲ့အစည်းပေါ်ထွန်းလာခဲ့ပါတယ်။၎င်းတို့ရဲ့ပြင်းထန်တဲ့အကြမ်းဖက်မှုတွေနဲ့ချင်းပြည်ရဲ့စိတ်ဓာတ်ကိုခြေမုံရန်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီဟာလူလူရဲ့စိတ်အားထက်သန်မှုကို short track မိခဲ့ကြပါတယ်။2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာတော့သမိုင်းတစ်တခုဖန်တီးခဲ့ပါတယ်။ဖိနှိပ်မှုရဲ့အရေးအောက်မှာတခါကရှိခဲ့တဲ့ recorder မျိုးဟာချင်းပြည်ရဲ့ပထမဆုံးလွတ်မြောက်တော်မျိုးဖြစ်လာခဲ့ပါတယ် CDF ဘုံရမ်ရဲ့ရဲရင်တော်စစ်သားများနဲ့ချင်းမျိုးသားတမတော် CNA အပါအဝင်မဟာမိတ်များရဲ့ဥဆောင်မှုဖြင့်ဌာနပြည်သူများဟာသူတို့ရဲ့မျိုးကိုပြန်လည်ရယူခဲ့ကြပါတယ်တောင်တန်းများနဲ့ဂျန်ဝန်းများမှတော်လန်ရေးရဲ့အကျွေးသမားဟိမ့်ဖောက်ခဲ့ပြီး၎င်းနဲ့အတူခစ်သစ်တစ်ခုရဲ့နာမည်ခင်းဟာရောင်မြည်လင်းလာခဲ့ပါတယ်ကံပီပူတေထွန်သူရီဒီလန်လုံးစိုက်ချင်း จกันกันพบว่ามาเสตุนมาไอจอนให้บอเอนเนี่ยจอนอนวามรุตุกบารวกกันรำบารวกที่ชาเซละจอนให้อายันเรรูอะโปกันละจางขายงกันละลิมโซกังกันรำบารวกที่ทวัดบัสเซติให้กันดูเบรนี่ we hired three vehicles na and then we came here we are actually on exposure tour na organized oh. by navodaya samiti government of india na okay. all these are 10th class students actually na it was all na to make them aware of the culture oh the ရီဒီဟာအမြင့်မြတ်တံပိုးထားတဲ့ရေကန်ဖြစ်တယ်လို့နှစ်ပေါင်းများစွာခရေက နံပါတ်ဒေတာလို့ခေါ်ဝရက်ပီလ်ရာလ်ဒိုတွားရလမ်းကြောင်းလို့လူအများကခံယူကြပါတယ်။ဒါပေမဲ့လည်းယနေ့မှာတော့ရီဟာမတူညီတဲ့ခံစားချက်မျိုးကိုပုံဖော်နေပါတယ်။ဝိညာဉ်များရဲ့ခီးတွားရနေရာ မဟုတ်တော့ပါ။ပြည်သူတို့ရဲ့ကံချင်မာကို ပြန်လည်ရယူတော့ခီးဖြစ်သွားပါပြီ။ Secure, secure. read နဲ့ recorder ပုံရင်ဟာမပြီးဆုံးသေးပါဘူး၎င်းဟာစတင်ကစားတာဖြစ်ပါတယ်အချမ်းဖက်ဖြစ်နေသူများရဲ့လက္ခဏာပထမဆုံးလွမြောက်ခဲ့ပြီးတဲ့မျိုးဖြစ်ပါတယ်ချင်းပြည်ရဲ့မြေများဟာတဖန်ပြန်လဲလွမြောက်လာပါတော့မယ်